လေသမားဘွားကနေ65နှစ်ရွယ်ရှာမှမင်းသားဖြစ်လာပေမယ့်အနုပညာရှင်စေသိန်းသာရရှိတဲ့ဦးစွန်ဘလုံမနီအားလုံးမင်္ဂလာပါဒေဆယ်လီဘေးညူးပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရစေ အိမ်တော်ကြီးဖောက်ပြန်တဲ့ရုပ်ရှင်တွေပဲကယ်ဒမီရနေတဲ့အချိန်မှာထူးထူးခြားခြားပေါ်ထွက်လာတဲ့ရုပ်ရှင်ဇာတ်ကားကတော့သွေးမြစ်ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်။သွေးမြစ်ရုပ်ရှင်ဇာတ်ကားဟာလွန်ခဲ့တဲ့ရက်မှာပဲဇာတ်ကားအမည်ထွက်ပေါ်လာခဲ့ပြီးထူးခြားတဲ့ဇာတ်ရုပ်တစ်ခုပါဝင်နေပါတယ်။အဲဇာတ်ရုပ်မှာတရုပ်ဆောင်ထားသူကတော့ဟိန်းနူဘာသာဝင်ဖြစ်တဲ့ဥစုံပလွန်မနီဖြစ်ပါတယ်။သူကြတာကတော့ဥဆုံပလိုမနီဟာလေသမားတယောက်ဘွားကနေမင်းသားတော်တော်နဲ့အတူတရုတ်ဆောင်နေတဲ့မင်းသားတယောက်ဖြစ်လာခဲ့တာပါ တွင်းမြင့်စကားကိုရိုက်ကိုးစင်တုံးကဥဆုံပလိုမနီကအသက်65နှစ်ရွယ်ရှိပြီဖြစ်ပြီးအခုတော့အသက်68နှစ်ရှိသွားပါပြီ။တွင်းမြင့်စကားရဲ့မှာဥဆုံပလိုမနီဟာထွထွနဲ့အပြိုင်တရုပ်ဆောင်ထားတဲ့ပြင်အရန်တဘာဝကြတာကြောင့်ပြိတ္တတွေကစိတ်ဝင်စားကြပါရဲ့။ သွေးမြေရုပ်ရှင်စကားကိုဒရိုက်တာအောင်ချမ်းလူဟာရိုက်ကူးထားတာဖြစ်ပြီးတော့ဦးစုံပလောမနီတို့ရှိတဲ့ရွာအထိတိတ်ချကန့်လန့်ခဲ့တာပါအစပိုင်းမှာတော့ဒရိုက်တာအောင်ချမ်းလူဟာသူ့လိုချင်တဲ့ဇက်ရုပ်ပိုင်ရှင်ကိုရအောင်လိုက်ရှာခဲ့ပါရီနောက်ဆုံးမှာဘသူကမှမတွေးကြဘဲဦးစုံပလောမနီကပင်အသင်းတော်ဆုံးဖြစ်နေခဲ့ပါရီအစမှာတော့ဦးစုံပလောမနီကစကားရင်းမှာတရုတ်ဆောင်မုံညင်းနေပါသေးတယ်အသက်ရွယ်တစ်ခုကိုရောက်လာပြီးဖြစ်တာကြောင့်တာသမီတွေကလည်းစမ်းမကြီးတွေစိတ်ပူကြပါရီဒါပေမဲ့ဦးစုံပလောမနီဟာရအောင်စူးစမ်းမယ်ဆိုပြီးတော့ဒီ တကားကိုရခိုင်ပြည်နယ်ကကမ်းခြေမှာတွားရောက်ရိုက်ကူးခဲ့ကြပါရီ ဥဆောင်ဘလမနီတို့ရွာကလည်းပင်လယ်ကမ်းခြေနားမှာပဲနေထိုင်လာသူဖြစ်လို့ရာသီဥတုတန်ကိုခံနိုင်ရရှိပါရည်ထို့လို့ရေကဥဆောင်ဘလမနီကိုသွာလာစေစားစီတွေအလုံးထောက်ပံ့ပေးတဲ့ပြင်အမှုပညာကျေးစေသိမ့်ပေးပါရည်ဂျာဗီမင်းအသက်ကြီးတဲ့အဖိုးရွယ်ကိုအမှုပညာကျေးစေသိမ့်ပေးရနေတယ်ဆိုပြီးတော့ပြောကြပါရည်လွန်ခဲ့တဲ့နေနေငယ်ကရိုက်ကူးထားတဲ့ဇကားဖြစ်ပြီးအမှုပညာကျေးစေသိမ့်ကနေတဲ့ပမာဏတော့မဟုတ်ကြောင်းဂျိုက်တာအောင်ချမ်းလူဟာပြန်လည်ဖြစ်ရှင်းထားပါရည်ဥဆောင်ဘလမနီကဇကားထဲမှာတည်ုပ်ဆောင်တာဟာအမှုပညာကျေးကိုမမောတာကြောင့်မဟုတ်ပေ ယ်။သူ့မှာလေအေက20ရှိပါတယ်။လေတွေကနေရှားတဲ့ဝင်ငွေကအနုပညာခြေထည်ပုံများပေမဲ့ဒေတာကြီးကသူ့ကိုယုံကြည်လို့ကန့်လန့်တာဖြစ်တဲ့အတွက်အကောင်းဆုံးသရုပ်ဆောင်ခဲ့ပါတယ်။ ီဇက်ကားဟာသူ့ဘဝမှာပထမဆုံးတရုတ်ဆောင်နေဇက်ကားဖြစ်ပြီးမထင်မဲ့ပဲရုပ်ရှင်မင်းသားတယောက်ဖြစ်လာခဲ့သူဟာသူ့တဲ့နေရွယ်မှာနှဖူးဆောင်ဆရာကြီးတွေကအိုးဆိုဘလိုမနီအသက်65နှစ်ရွယ်မှာလူမျိုးချနဲ့ကြိုးပေးပြီးတော့လူတီများလိမ့်မယ်လို့ဟောခဲ့ပါတယ်။အခုတော့အဲ့ဒီဟောကိန်းကမှန်ကန်ပြီးတော့အိုးဆိုဘလိုမနီဟာအသက်65နှစ်ရွယ်မှာရုပ်ရှင်မင်းသားဖြစ်လာပြီးလူတီများသွားပါတယ်။အခုဆိုရင်ရွာမှာသူ့ကိုမင်းသားကြီးလို့ခေါ်နေကြပြီးတွေးနေသူတွေကလည်းအေးအေးတိုင်ကော်ဖီတွေတိုက်တဲ့ပြင်မျက်နှာပွင့်နေပါတယ်။ ပထမဆုံးသရုပ်ဆောင်တဲ့ဇာတ်ကားကိုအရင်ဆုံးကြည့်ခွင့်ရပြီးထိုးထိုးနဲ့ဒိုက်တာအောင်ချမ်းလူတို့လည်းကျေးဇူးတင်နေပါရီ။ဥဆိုပလိုမနီကသူ့သရုပ်ဆောင်ထားတဲ့ဇာတ်ကားမိဆက်ပွဲကိုတက်ရောက်လာခဲ့ပြီးရုံတင်တဲ့ချိန်မှလည်းရွာသူရသားတွေကလာရောက်အားပေးကြမှာပါ။ဒိုက်တာကြီးကနောက်ထပ်ကမ်းလှမ်းရှင်တော့ဥဆိုပလိုနီကထပ်မံသရုပ်ဆောင်သွားမှာဖြစ်ပါရီ။ သိမင်းစကားကမြင်းနေကြမြန်မာပေါ်ကားရီနဲ့မတူဘဲဇညုံးဇလန်ကောင်းမွန်တယ်လို့နိုင်ငံတကာမှာတွားရောက်ပြသနိုင်တဲ့အရေးသွင်းတဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။အမှုပညာကြီးကိုမမောလို့တရုတ်ဆောင်တာမဟုတ်ဘဲစူးစမ်းနိုင်ချောင်ပြသရင်လေသမားဘဝကနေရုပ်ရှင်မင်းသားဖြစ်လာပြီးဥဆုံပလိုမနီကိုပြိတက်ကြီးရောအပိတ်မာလာဆိုတာကွန်မန်မှာပြောခဲ့ပေးပါအောင်ရှင်။